့ရဲ့ရည်သားမတော်တဆလွတ်ပြစ်လိုက်လို့ ဒေါ်လာတန်း950တန်ဖိုးရှိတယ်။ Bitcoin နဲ့ပေါက်ဆုံးသွားတဲ့ UK နိုင်ငံသားကိုမှတ်မိကြသေးလား။အခုသူက12နှစ်ကြာပြီးတဲ့နောက်မှာတော့အမိုက်ပုံကိုလိုက်ရှာနေတဲ့အလို့ကိုလက်လျှော့လိုက်ပြီး Software Engineer ဖြစ်သူ Jay Ho က2013ခုနှစ်တုန်းက Bitcoin 8000ပါတဲ့ Hardware ကိုအမိုက်ပြင်းနဲ့ရောပါသွားလို့ဆုံးချုံခဲ့ရပါတယ်။အဲ့အချိန်တုန်းကတန်ဖိုးကဒေါ်လာ63သန်းဝန်းကျင်ရှိခဲ့ပါတယ်။သူကမြို့တော်ကောင်စီကိုအမိုက်ပုံကြီးကိုရှာဖွေခွင့်ပေးဖို့ဒေါ်လာတန်း30ထိပေးပြီးတောင်စီယုံမှုထူစားခဲ့ပါတယ်။ဒါပေမဲ့မြို့တော်ကောင်စီကသဘာဝဘက်ဝန်းကျင်ကိုထိခိုက်ပျက်စီးစေမှာဆိုတာ ောင်းအကြိမ်ကြိမ်ညင်းပယ်ခဲ့ပါတယ်အခုတော့သူကခွင့်ပြုချက်တောင်းဆိုတာကိုရက်လိုက်ပြီးအစ်တစ်ခုကိုဆန်းနေပါပြီအဲ့ဒါကတော့သူ့ရဲ့ပိုင်ဆိုင်ခွင့်တွေကိုတိုကင်အဖြစ်ပြောင်းလဲခြင်းပါသူကပျောက်ဆုံးနေတဲ့ Bitcoin တွေကိုတိုကင်ပေါင်းဘီလီယံ800အဖြစ်ပြောင်းလဲဖို့စီစဉ်နေပါတယ်ဒါကြောင့်လူတွေကပျောက်ဆုံးသွားတဲ့ Bitcoin တွေရဲ့အစိတ်ပိုင်းတစ်ခုကိုယင်းနှိမ့်နေနိုင်မှာဖြစ်ပါတယ်ဒီအစီအစဉ်ကနည်းနည်းတော့နားလည်ရခက်ပါတယ် တကယ်တော့သူ့လက်ထဲမှာရှိတဲ့ Android တွေက Bitcoin 8000ကိုတရက်ယူပြီး digital token ဖြစ်ပြောင်းလိုက်တာမဟုတ်ပါဘူး။အဲ့ဒီ Bitcoin ကြီးကအခုထိအမိုက်ပုံထဲမှာပဲရှိနေတုန်းပါ။ရိုးရှင်းအောင် ပြောရမယ်ဆိုရင် Jane Ho ကသူ့ရဲ့ပိုင်ဆိုင်ခွင့်ကိုကုမ္ပဏီတစ်ခုလိုတီထောင်လိုက်တာပါ။အဲ့ဒီကုမ္ပဏီကနေ token ပေါင်း billion 800ကိုဖန်တီးပြီးရောင်းချလိုက်တယ်။ ဒီ token တွေကိုဝယ်ထားသူတွေကအကယ်၍သူသာပျောက်ဆုံးသွားတဲ့ bitcoin တွေကိုအမှန်တကယ်ပြန်ချာတွေ့ခဲ့ရင်အဲ့ဒီ bitcoin တန်ဖိုးရဲ့အစိတ်ပိုင်းတစ်ခုကိုဝယ်စုအနေနဲ့ရရှိမှာဖြစ်ပါတယ်။ဘာကြောင့်ဒီလိုလုပ်ရတာလဲဆိုရင်ဒီ token တွေကိုရောင်းချခြင်းအဖြစ်ရှားပူရေးအတွက်လိုအပ်တဲ့ငွေကြေးတွေကိုရရှိမှာဖြစ်ပါတယ်။အကယ်၍ bitcoin တွေကိုပြန်ချာမတွေ့တော့ရင်တောင်မှတဦးတည်းဆုံးချုံမှုမဖြစ်စေတော့ပဲစွန့်စားမှုကို token ဝယ်သူတွေနဲ့ဖွဲ့ဝေလိုက်တာဖြစ်ပါတယ်။ယနေ့မြောက်နယ်သူတွေကလည်းရှားပူတွေ့ရင်ချမ်းသာမယ်ဆိုတဲ့အမျှော်လင့်ချက်ကြောင့်ဝယ်ကြပါတယ်။ ြင်မတွေ့သေးပေမဲ့ပြန်တွေ့နိုင်တယ်ဆိုတဲ့မျှော်လင့်ချက်အပေါ်မှာတိစောက်ထားတဲ့ယင်းဒီမြုံနံမှုအခွင့်အလမ်းကိုသူကဖန်တီးလိုက်တာပဲဖြစ်ပါတယ်